ကျွန်တော်တို့ US မှာနေထိုင်ကြတဲ့ဒီ health insurance ရှိတဲ့လူတွေရောမရှိတဲ့သူတွေရောမျောလင့်မထားဘဲနဲ့ဆေးရုံတက်လိုက်ရလို့ပတ်စံအလုံးရင်းပေးရတော့မယ်ဆိုရင်ဘလို့နီးလန်းနေနဲ့ခြွေတာလို့ရနိုင်လဲပေါ့နော်အဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပါဘရီကမှာရှိတဲ့ဆေးရုံတော်တော်များများက non profit တွေဖြစ်ပါတယ်။ဒါကြောင့်ဒီအမေရိကန်ဆိုးရွားစီကနေအခွန်သက်သာခွင့်အထူးခွင့်ရေးတွေ grant တွေရကြပါတယ်။ ဒါပေမဲ့ဒီလိုခွင့်ရေးတွေကိုဆက်ထိန်ထားဖို့အတွက်ဆိုရင်တော့ငွေကြေးမတက်နိုင်တဲ့လူနာတွေကိုထောက်ပံ့ပေးတဲ့အစီအစဉ်တွေသူတို့ရှိမှထားပေးရပါတယ်။ဆိုတာကကိုယ်ကသတ်မှတ်ထားတဲ့ဝင်ငွေအောက်ကိုယော့နေတယ်ဆိုရင်ဆေးရုံကဒီကုသစရိတ်ကိုတရားဝင်ကိုတက်ညာပေးရပါတယ်။အဒီနေရာမှာကြားပြတ်ပြောချင်တာက Federal Poverty Line လို့ခေါ်တဲ့အစိုးရကသတ်မှတ်ထားတဲ့အခြေခံစာဝင်တွေအတွက်လိုအပ်တဲ့ဝင်ငွေသတ်မှတ်ချက်ကိုအရင်သိထားဖို့လိုပါတယ်။ ီ Federal Property Line ကအခုလက်ရှိမှာတော့သူကတစ်နှစ်ကိုလူတဦးချင်းစီရဲ့ဝင်ငွေဒီ15650ဖြစ်ပါတယ်။အဲမိသားစု၄ဦးပါတဲ့အိမ်အောင်စုဆိုရင်တော့32150အထိတတ်မှတ်ချက်ရှိပါတယ်။ဆိုတော့ဒါက Property Line ပေါ့နော်။အဲဆိုတော့ကိုကပေးရမယ်စေုံပေးရထွက်လာပြီးခုနပြောခဲ့တဲ့ဒီထောက်ပံ့ကြည့်အစီအစဉ်တွေထဲမှာအကျုံးဝင်လားဆိုတာဘယ်လိုသိနိုင်မလဲပေါ့နော်ပထမဆုံးအနေနဲ့ Google မှာကိုရဲ့စေုံနာမည်နဲ့နောက်ကနေ plus financial assistant ဆိုပြီးတော့ရိုက်ထည့်ရှာလို့ကြည့်ရင်ထွက်လာတတ်ပါတယ်ဆိုတော့အဲ့မှာပေါ်လာတဲ့ပထမဆုံးစာမျက်နှာတစ်ခုခုထဲမှာအချက်လက်တွေပါပါတယ်ဥပမာကျွန်တော်ရှာကြည့်လိုက်တဲ့ Maryland ပြည်နယ်တဲက Master Health ဒီစေယုံတရုံမှာဆိုရင် poverty line လို့ခေါ်တဲ့အစိုးရသတ်မှတ်ထားတဲ့ဒီ amount ထက်ငွေငွေရဲ့နှစ်ဆကနေလေးဆအထိရနေတဲ့သူတွေကိုတရားဥပဒေကြောင့်လိုအပ်တဲ့အတွက်ထောက်ပံ့ပေးရပါတယ်လို့ရေးထားတာတွေ့ရပါတယ် ဆိုတာကတစ်နှစ်ကိုဝင်ငွေကျွန်တော်6000ကျော်လောက်ထိရနေတဲ့သူတွေတောင်ဒီစရိတ်လျှော့ပြီးတဲ့အစီအစဉ်ထဲမှာအကျုံးဝင်ပါတယ်။အဲနောက်ထပ်ဒီ Philadelphia မြို့က Pennsylvania ဆေးရုံဆိုလို့ရှိရင်လည်းဒီ poverty line အထက်သုံးစားပေါ့နော်တစ်နှစ်ဝင်ငွေ4000ကျွဲလောက်ထိရှိနေတဲ့သူတွေကိုဒီဆေးရုံဘေးအတွက်ကိုထောက်ပံ့ကြည့်အပြည့်ပေးရမယ်လို့ဖော်ပြထားပါတယ်။ဆိုတော့ဒီဆေးရုံတွေကတော့ဒါကိုထုတ်ပြောမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူတို့အကျိုးစီးပွားအတွက်အကောင်းဆုံးမဟုတ်လို့ပါ။ ါမဲ့ကျွန်တော်ကတော့ဒီကနေမျှဝေပေးလိုက်တဲ့အတွက်လိုအပ်နေသူတွေအတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲနောက်တစ်ခုကတော့ကိုယ်ကဝင်ဝင်နဲ့စီးရင်နဲ့ကိုမပါနေဘူးဒီစေးုံပေးကလည်းရောက်လာပြီဆိုရင်နောက်ပေးရမယ့်အမှောင်လည်းများနေရဆိုရင်တော့ပထမဆုံးအနေနဲ့ကရင်ဆိုင်ဖို့စူးစမ်းပါโอเค โอเคโอเคโอเคဆိုတော့ဒါကြီးကိုပေးရတော့မယ်ဆိုပြီးစိတ်ညစ်ပြီးတော့ဒီပေကြီးကိုကြောင်းထဲထိုးထားလိုက်လို့ဘာမှအဲမဖြစ်ပါဘူးအဲ့လိုလုပ်တဲ့ခါကျရင်ဒီ credit score ကိုလည်းထိခိုက်နိုင်တာကြောင့်ကိုယ်တွယ်ရေရှည်မှာဆုံးရှုံးဖို့ပုံများပါတယ်ဒုတိယအနေနဲ့ကတော့ကျွန်တော်ဆေးရုံကို itemize bill လို့ခေါ်တဲ့ bill တွေကိုဘယ်လိုပတ်စံယူထားရဲဆိုတော့အသေးစိတ်ပြထားတဲ့ bill ကိုအရင်ဆုံးတောင်းကြည့်ပါ အ80ရာခိုင်နှုန်းသောဒီ medical bill တွေကအမှားတွေပါတတ်ပါတယ်။အဲအကြောင်းကိုကနေအရင်ဆုံးစပြီးတော့အစစ်မှန်မှန်ဘေးကိုအရင်ဆုံးစစ်ဖို့လိုပါတယ်။အစစ်ပြီးပြီဆိုရင် နောက်တစ်ခုကဒီအသေးစိတ်ဘေးထဲမှာပါတဲ့ဒီ item code တစ်ခုချင်းစီကိုမှတ်ပြီးတော့ကျွန်တော် fair health consumer လို့ခေါ်တဲ့ website လိုနေရာတွေမှာ ကိုယ့်ကိုပေးတဲ့ treatment နဲ့ဒီ treatment တစ်ခုကိုပမာဏဘလောက်အနည်းများဖြစ်တယ်ဆိုတာနှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ဆိုတော့စစ်ပြီးတော့အဲ့လိုစစ်ပြီးတော့နောက်တစ်ဆင့်ကတော့ဒီဆေးုံကိုဖုန်းဆက်ပြီးတော့စကားပြောပါအဲ email ပို့တာကိုမလုပ်ပါနဲ့ဖုန်းနဲ့ဆက်ပြီးတော့ပြောပါလိုအပ်ရင်စကားပြောင်းခေါ်ပြီးတော့ပြောနိုင်ပါတယ်အဲကိုယ့်ဘက်ကကျွန်တော်ယင်ကြီးနဲ့ပဲမေးလို့ရပါတယ်ဒီဆေးုံက discount တွေတက်တာကွင်းပေးတဲ့အစီအစဉ်တွေရှိလားဆိုပြီးတော့အရှင်းဆုံးမေးကြည့်နိုင်ပါတယ်ဥမာအဖြစ်ဒီ bill ထဲမှာပါတဲ့ဘယ်ကုန်ကြမ်းရှိကို short ပြီးလို့ရမလဲအဲဆေးုံတွေမှာဈေးတက်တာတက်ညာပေးတဲ့အစီအစဉ်တွေ ရှိတာသိထားပါတယ်ဒီဆေးရုံမှာဘယ်လိုစီစဉ်နေရှိလဲဆိုတာပြောပြပေးနိုင်မလားငွေကြေးမပြည့်လဲတဲ့သူတွေအတွက်ရောဘယ်လို discount တွေပေးတယ်လဲစသဖြင့်မေးကြည့်နိုင်ပါတယ်အဲဆိုတော့အဲ့ဒါတွေမှာမရသေးဘူးဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကိုကဒီ bill ကိုအပြည့်ပေးရအောင်မယ်ဆိုရင်ပေါ့နော်ကိုဘက်ကအဲကိုအပြည့်ဝပေးခြင်းပါတယ်ဒါပေမဲ့ချို့ကုန်ကြစိတ်တွေကိုနှုတ်ပေးမှာပဲအဆင်ပြေနိုင်မယ်လို့ပြောပြနိုင်ပါတယ်ဒါကတော့အပေါ်ကအဆင်အနေနဲ့အလုံးမဖြစ်တော့ရင်ထုတ်ပြောရမယ့်အချက်ပေါ့နော် နောက်ဆုံးအနေနဲ့တည်ထားတင်တာကတော့ဆေးုံဆေးကန်းတော်တော်များများမှာ payment plan တွေရှိပါတယ်။အကုန်လုံးတစ်ပြိုင်တည်းမဟုတ်ပဲဒီလစဉ်ကြီးနဲ့အတိုးမပါပဲခွဲပေးလို့ရမျိုးတွေပါ။ဆိုဒီလိုနီးနဲ့ကျွန်တော်နည်းနည်းချင်းစီခွဲပေးသွားနိုင်ပါတယ်။နောက်ဆုံးနီးလန်းကူကတော့ကိုက emergency ဆေးုံဆေးကန်းပြေးရတာမျိုးမဟုတ်ပဲနဲ့ကိုတက်လို့ကိုတက်မဲ့ဒီဆေးရုံကိုကြိုးရှာဖို့အချိန်ရှိတယ်ဆိုရင်တော့ FQAC လို့အတူကောက်ခေါ်တဲ့ဒီ Federally Qualified Health Center လို့နေရာတွေကို ီကိုအနီးနားမှာရှိမရှိရှာကြည့်နိုင်ပါတယ်။အဲဒီအောက်က link လေးမှာပါနော်။ဆိုတော့ဒီ center တွေကိုဝင်ဝင်နဲ့ county data တွေအတွက်အစိုးရကကျွန်တော်ထောက်ပံ့ပေးထားဖြစ်ပြီးတော့ insurance ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလက်ခံကူတာပေးပါတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့ကျွန်တော်လူနာများတဲ့အတွက်စောင့်ရတဲ့အချိန်ကြာနိုင်တာပါ။ဒါကတော့ကိုစေးုံစေးကိုရှော့ပေါ်လို့ရမယ်နီလန်းတွေပါ။ဒီတိုင်းကမှာတော့ပတ်စံတက်နိုင်တဲ့သူတွေတောင်အခုလိုနီလန်းတွေကိုအသုံးပြုရကြလို့ကို့အတွက်လည်း အရေးကြုံလာတယ်ဆိုရင်အရှုံးမရှိတဲ့အတွက်စမ်းကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ဗီဒီယိုအောက်မှာတော့ကျွန်တော်ပြောပြထားတဲ့ link တွေအကုန်လုံးကိုစုစည်းပေးထားပါတယ်လူရုံးဗီရီကန်ပြောင်စုတွင်ကဘူးတူတာနဲ့အသုံးဝင်မဲ့နှီးလန်းတွေကိုတည်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Burma to US Notes Facebook နဲ့ YouTube page တွေမှာ follow and subscribe လုပ်ထားနိုင်ပါတယ်အဲကိုယ့်ရဲ့တွေ့ကြုံတွေကိုလည်းလွတ်လပ်လပ်ဝေမျှနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ